မင်္ဂလာပါဗျကိုခဲအင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခဲမှာမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတည်တံ့သုံးသပ်ဆွေးနွေးပြီးသွားရမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးရွေးချယ်ထားတဲ့သတင်းလေးကတော့ဒါဘရူနိုဖနက်ရဲ့ သတင်းလေးပဲဖြစ်ပါတယ်။မူရင်းသတင်း source ကိုကျွန်တော်အရင်ပြပြမယ်နော်။ Talksport ကဖြစ်ပါတယ်။ Man United အသင်းကောင်းဆုံး Bruno Fernandes က Sorry Pro League ရဲ့ club team တွေစိတ်ဝင်စားနေပေမဲ့လည်းဇန်နဝါရီကာလမှာအသင်းကနေထွက်ခွာသွားဖို့အစီအစဉ်မရှိဘူးလို့သိရပါတယ်။ကျွန်တော်ဆွေးနွေးရမှာအပိုင်းနှစ်ပိုင်းရှိတယ်။ဇန်နဝါရီပြောင်းရွှေ့ကာလမှာထွက်ခွာသွားဖို့အစီအစဉ်မရှိဘူး။ Okay ။ ဇန်နဝါရီပြောင်းရွှေ့ကာလပြီးသွားလို့နောက်ဘောလုံးရာသီရောက်ရင်ရောထွက်ခွာမှာလာ။ဆိုတော့လက်ရှိယူနိုက်တက်အသင်းရဲ့ကွင်းလယ်ပိုင်းမှာဘရူနိုဖာနန်ဒက်စ်ပြနေတဲ့စွမ်းဆောင်ရည်တွေကဘရူနိုပဲရှင်းရှင်းလေး။ဘရူနိုဖာနန်ဒက်စ်ဒီဂိုးသမားအဖြစ်ပဲကစားကစား CB အဖြစ်ပဲကစားကစားအသင်းပေါ်မှာအရန်ချက်တယ်။အသင်းရဲ့ထွက်သွားရင် legendary တယောက်အဖြစ်ဘရူနိုကိုတတ်မှတ်ရလိမ့်မယ်။ အသင်းအတလောက်တိချစ်တဲ့ပေးဆက်အနစ်နာခံတဲ့ကစားသမား။သူ့ရဲ့အသက်အရွယ်ကသူ့ကောင်းဆုံးနေရာမှာစော့ကျင်မှာပဲ။အသက်အရွယ်ကကြလာပြီလေ။နံပါတ်၈နေရာမှာစော့ရတာပိုပင်မန်းတယ်။ရှစ်ဆိုတာတောင်မြောက်မြောက်မြောက်၁၀ကိုသွားလိုက်ရ၆ကိုသွားလိုက်ရနဲ့ပိုပြဲတယ်။နံပါတ်၁၀ဆိုရင်၁၀နဲ့ရှစ်မှာနှစ်နေရာလောက်ပဲသွားရတယ်။အဲဒါကလေးကျရင်ရှစ်လီနေနေရောက်တယ်ဗျာဒီလောက်ပဲ။ဆိုတော့နံပါတ်၈မှာ तू ကောင်းဆုံးကစားပေးနေပေမဲ့ဓာတ်သူရဲ့အကောင်းဆုံး position တစ်ခုမဟုတ်ဘူး။နီးပြ Huben Amorin 3ဘတ်သုံးနေတဲ့အတွက်ကြောင့်သာသူဒီ number 8နေရာမှာကစားပေးနေရတာ။ ကျွန်တော်ဒီအကြောင်းအရာတွေဘာကြောင့်ပြောနေရလဲဆိုတော့ तू မပြောဘူးဒီနေရာမှာကစားတာအဆင်မပြေဘူးဆိုရင်မဲ့ဇန်နဝါရီကာလမှာတော့ Sorry Pro League Club တွေဘလောက်ပဲကန်လန်ကန်လန်နော်ဘလောက်မမောမှုတွေပေးပေးတောင်းရှိမှာမဟုတ်ဆိုတာပြောချင်တာဘာကြောင့်လဲဆိုတော့အသင်းကိုအရင်ချစ်လို့သူ့ရဲ့စိတ်ဆန္ဒအရဒီနေရာမှာကစားတာကြိုက်ချင်းမကြိုက်ချင်းကတပိုင်းနီးပြဒီနေရာမှာကစားခိုင်းလို့အသင်းကောင်းကစားပြရမယ်ဆိုတာတပိုင်းအဲ့လိုခွဲခြားထားတယ်ဒါပေမဲ့ तू performance ထွက်တဲ့နေရာမှာ ထားရင်တော့ပို့ပြီးကောင်းတာပေါ့ဗျာဒါလည်းနီးပြရဲ့လုတ်ပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့်ပရိသတ်ကဘလို့ပဲတောင်းဆိုတောင်းဆိုဟူဝင်အမော်ရင်ခေါင်းမာစွာနဲ့သူ့ရဲ့3ဘက်ကိုဆက်လက်ကျင့်သုံးနေမယ်ဆိုရင်ဘရူနိုဖာနက်ရှ်ကလည်းနံပါတ်10နေရာမှာကစားဖို့အကြောင်းရှိမနေတော့ဘူးအဲ့တို့ကြောင့်ကျွန်တော်အမြဲပြောတာဘောလုံး position တွေဆိုတာတနေရာနဲ့တနေရာဆက်ဆက်နေတယ်လို့နော်ဆိုတော့ဘရူနိုရဲ့ပေးဆက်လူစေးတစ်ခုတည်းနဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာဘရူနိုအသေးကနေထွက်ခွာဖို့လုံးဝမရှိပါဘူးโอเคဒါတစ်ပိုင်းနောက်တစ်ပိုင်း ဇန်နဝါရီပြီးသွားရင်နောက်ဘောလုံးရသေးကြရင်ဘယ်လိုလုပ်မလဲဖြစ်နိုင်ချေရှိတယ်ထွက်ခွာနိုင်ချေ percentage အားဖြင့်75%လောက်တော့ရှိနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်သူ့ရဲ့စကားလေးတခုရှိတယ်ယူနိုက်တက်အသင်းကသူ့အလို့ရှိနေသည်၍သူ့အသင်းမှာဆက်ပြီးနေပေးမယ်ကဲအလို့မရှိတော့ဘူးအသင်းရဲ့အကျိုးတစုံတရာရရှိလို့ရရှိညာရောင်းထုတ်မယ်ဆိုရင်လည်းသူထွက်ခွာသွားပေးမယ်ဘယ်လောက်ထိချစ်ဖို့ကောင်းလဲနော်ဆိုတော့ဘရူနိုရဲ့အသက်အရွယ်ကအကောင်းဆုံးအသက်အရွယ်တော့မဟုတ်ဘူး သူ့ရဲ့ prime အမြင့်ဆုံး peak time မှာ United အသင်းမှာပဲနေခဲ့တယ်။ရာသီဘွယ်ကရောက်လာတဲ့ရေးလေကျဲနဲ့ဆွမ်းဆောင်ရပြခဲ့တယ်။နောက်ရသည် Real Madrid ကစိတ်ဝင်စားတဲ့မပြောင်းမှု United မှာပဲဆက်ပြီးတော့ဒူဘေတာပဲခံခဲ့တယ်။ဒီချိန်မှာ Bruno Fernandes ရဲ့ဆွမ်းဆောင်ရပိုင်းကမကြလာဘူးဆိုရင်တော့သူ့ရဲ့ကြန့်ခိုင်မှုပိုင်းတွေအတချို့သောပါဝါပိုင်းတွေနည်းနည်းနည်းချင်းစီကြလာနိုင်တယ်။ သူလည်းလူသားပဲလေစိတ်တက်ဘလောက်ပဲကောင်းကောင်းတချို့သော physical ဘိုင်းကတော့ကြလာမှာပဲဒါတွေမကသေးဘူးနံပါတ်10နေရာမှာလည်းသူကစားဖို့ဆိုတာမဖြစ်နိုင်တော့ဖြစ်သွားပြီ Brian Ambumo Matthew Scunya စတဲ့ကစားသမား2ယောက်ရှိနေပြီ Mason Mount ကိုလည်းဒီနေရာမှာတုံးနေတယ်အဲ့တော့ကြောင့်နောက်လာမယ့်ဘောလုံးရာသီမှာတော့ဘောလုံးရဲ့ viewer ဘိုင်းအရာဖြစ်စီအသိပ္ပယ်ဘိုင်းအရာဖြစ်စီ Bruno က United အသင်းမှာဆက်မရှိလို့ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်သွားတယ်။ဒါ Bruno ကန်ထုတ်လိုက်တဲ့သဘောမျိုးတော့မဟုတ်ဘူး။နောက်ထပ် ကစားသမားတစ်တွေတော့ခေါ်ဖို့လိုမှာပေါ့နော်ထားပါတော့ဗျာအတင်းရဲ့ကွင်းလေပိုင်းမှာမမချာချာကစားနိုင်မယ်ကစားသမား၃ယောက်လောက်ဒါမှမဟုတ်လေ၂ယောက်လောက်ဖြစ်ဖြစ်ခေါ်လိုက်မယ်ဆိုရင်တော့ဘရူနိုကိုရောင်းထုတ်လို့ရသွားလိမ့်မယ်ဘရူနိုကိုရောင်းချမယ်ဆိုရင်သူ့အတွက်လည်းကောင်းတယ် တူးတက်ရယ်ဗျာကျွန်တော်ပတ်စံထားယူမယ်တခြားကစားသမားတွေလည်းပတ်စံတွေထားယူနေကြည်ရေသွားခတ်တော့မယ်လေယူနိုက်တက်အနေနဲ့လည်းသူ့ကိုကမ်းလှမ်းမဲ့ကလပ်တင်းစီကနေပတ်စံအမောက်ပမာဏတစ်ခုထိရရှိနိုင်တယ်အဲ့ဒီကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ဘရူနိုအသင်းကထွက်ခွာမှာမဟုတ်ဘူးဒါပေမဲ့2026 20ခုဘောလုံးရသည်မှာတော့အသင်းကနေထွက်ခွာဖို့ဝေးတွေအများကြီးရှိပါတယ်ခင်ဗျာ โอเคကျွန်တော်နောက်ထပ်ဆွေးနွေးရမယ့်သတင်းတစ်ပုဒ်ကတော့မနေ့ကလည်းဖော်ပြခဲ့ပြီးသားသတင်းတစ်ပုဒ်ပေါ့နော်ဆက်လက်ဖော်ပြလာတဲ့အတွက်ဆွေးနွေးလိုက်တာပါ The Sun ကဖော်ပြထားတဲ့ Harry Maguire နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ခေါင်းကြီးကအသင်းမှာဆက်ရှိနေခြင်းနဲ့ဆိုရင်စာချုပ်သစ်ထုတ်ရမယ်စာချုပ်သစ်ချုပ်တဲ့အခါမှာလည်းသူအခုရနေတဲ့လောက်ခပမာဏကိုရှော့ပြီးယူရမယ်ဒါကကနဦးထွက်ထားတဲ့သတင်း အခုသဆန်းရဲ့ပေါ်ပြချက်ထဲမှာဆို Harry Maguire ကစာချုပ်စ်ချုပ်ဆိုဖို့မျှော်လင့်နေတယ်တဲ့ကျွန်တော်ထင်ပါတယ်သူလောကပမာဏရှော့ယူပြီးတော့ United မှာပဲဆက်ရှိနေဖို့များတယ် Harry Maguire ကအသက်31ဆိုတော့နောက်ခံလူတယောက်အနေနဲ့ဟိုမြောက်ဒီမြောက်အသက်ရွယ်ပေါ့။တာမန်ကလပ် အသင်းတွေမှာသွားကစားတဲ့အခါကျရင် သူ့ပုံနဲ့ငငယ်တုန်းက Harry Maguire style ဖြစ်လာနိုင်စရာမရှိတော့ဘူးဗျာ level တခုတော့ Harry Maguire စောစောင်ရင်ကောင်ပြတ်တက်ကောင်ပြတ်တက်နိုင်လိမ့်မယ်ဒါပေမဲ့သူ့အတွက်အကောင်းဆုံးနေရာ Manchester United မှာပဲ Man United နီးပြ Ruben Amorim ကလည်းရှာရှာပပပေါ့နော်အသင်းရဲ့ကစားသမားဟောင်းနေတဲ့မှာ Harry Maguire ကိုသူနည်းနည်းသဘောကျရတဲ့မှာပါတယ်အခုနောက်ပိုင်း Matthias De Ligt ကောင်းလာတဲ့အတွက်ကြောင့်သာအဲ့တနေရာမှာခေါင်းယူမတုံးတာသို့တော့အရေးပေါ်လိုအပ်တဲ့အချိန်ခါမျိုးဖြစ်စေ အရန်အင်အားတောင့်တင်းမှုအတွက်ဖြစ်စေဟယ်ရီမဂွိုင်းယာအသင်းမှာဆက်ထားတဲ့ပလီယာဒါမဲ့လောက်ကပမာဏရှော့ဖို့လိုပါလိမ့်မယ်ခင်ဗျ။ Okay ။နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ဒါ Coach of Sight ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျ။ဒီသတင်းကတော့ဆမီညော်ကို United တို့ကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းမှာ ဆမီညိုကပြိုတိုင်းကြိုက်တဲ့နင်းစီကင်ဖြစ်နေပြီတကယ်တည်းကောင်းတယ်လေသူ့အသက်အရွယ်ရတာအကောင်းဆုံးအချိန်တော့အကောင်းဆုံးခြေသွမ်းမယ်သို့တော့သူ့အသက်မှတ်ထားတဲ့ဘုံမောက်သင်းရဲ့ပြောင်းရွှေ့ကြီးကတော့တိတ်အတိတ်ပဲမရှိဘူးလို့ထင်တယ်ဗျပေါင်တန်း80အထက်လာမသိဘူးအတောင်းဆိုထားရပေါ့နော်ထပ်ပါဘူးပေါင်တန်း450လောက်ဆိုရင်တော့ကျွန်တော်တို့ယုံကြည်လို့ရသေးတယ်ဒါပေမဲ့ပေါင်တန်း80ကျတော့ဘလို့ပဲဖြစ်ဖြစ်များတယ်ဗျနောက်သူဒီ left wing ကစားသမား right wing မှာလည်းကစားနိုင်တယ်အထဲထဲမှာလည်းဝင်ဆော့ပေးနိုင်တယ်ဆိုပေမဲ့ဒီနေရာတွေမှာ United အတွက်ကစားသမားတွေများများစားလိုအပ်ချက် က်မရှိတော့ဘူးမာတီးယက်ကူညာဘာလို့ပို့တော့မာတီးယက်ကူညာကိုရှေ့တင်ရင်လည်းဘန်ဂျမင်ဆက်ကိုရှိတယ်ဗျာကျွန်တော် right wing မှာလည်း Brian Ambumo ရှိတော့ပေါင်တန်း90လောက်သုံးပြီးတော့အရန်ကစားသမားတယောက်အဖြစ်သုံးပါလားစမင်းညော်မလို့ဘူးအဓိကလူနေတာကွင်းလယ်မှာ human land လို့လိုမျိုးပလေယာဒါမှမဟုတ်လည်း human land တက်ကောင်းတဲ့ကွင်းလယ်ကစားသမားတွေ United တင်လိုအပ်နေတယ် ကျွန်တော်ကတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာ United တို့အနေနဲ့ကစားသမားတစ်ယောက်မဖြစ်မနေခေါ်မယ်ဆိုရင်ကွင်းလယ်ကစားသမားတစ်ယောက်ပဲခေါ်သေးခြင်းနဲ့တကယ်လို့တန့်တာမရှိတော့ဘူးဆိုရင်တန့်ဒဏ်ရာပြဿနာအကြောင်းဖြစ်စေနောက်ချက်ခံမှုပိုင်းအရာဖြစ်စေမကစားနိုင်ဘူးဆိုရင် Manuel Ugarte နဲ့လည်းအဆင်မပြေဘူး Bruno Fernandes ကကျွန်တော်လှုပ်အားနှုံးရလဲအပြည့်ရတာမဟုတ်ဘူး performance ကလည်းအပြည့်ဒီနေရာမှာထွက်တာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကွင်းလယ်ပိုင်းမှာပဲအမိရအဓိကထားပြီးတော့ပြင်ဆင်စေခြင်းနဲ့ပေါ့နော်အခု Semi Nyo နေရာတိတ်မလိုအပ်တဲ့နေရာတစ်ခုလို့တော့သုံးသပ်မိပါတယ်ခင်ဗျကဲကျွန်တော်ညီကိုရောဒီနေ့ကျွန်တော်ဆွေးနွေးခဲ့တဲ့ Manchester United နဲ့ပတ်သက်တဲ့ ဲ့သတင်းတွေပေါ်မှာဘယ်လိုမှတ်ချက်ပေးခြင်းလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်အခုတော့နှုတ်ဆက်ပြရသည်ခင်ဗျအခြေတူအများကြီးတင်ပါတယ်